ကမ္ဘာအနှံ့မြို့သတင်းပတ်ဖိုရမ်2025 World Atomic Weight Forum 2025ကိုစက်တဘာ25ရက်ကရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာရှိတဲ့ Atom Museum မှာကျင်းပရာယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌတက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။သူဟာနည်းပညာသက်၊မွေးဖွားခြင်းမှကမ္ဘာသက်အမြင်စေသော Front and New Technological Rollout to a New World View ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ညနာဆောင်ကြီးထိပ်သီးအစည်းအဝေးကိုပါဝင်တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါမျက်နှာစုံကြီးထိပ်သည့်အစည်းအဝေးမှာပြောကြားတဲ့မေကောမှာမြန်မာနိုင်ငံဟာနျူကလ িয়ার စွမ်းရည်အသုံးပြုနိုင်ရတဲ့အတွက်2022ခုနှစ်ကစပြီး Russia Federation နိုင်ငံ နိုင်ငံပိုင်အမှုမျိုးစွမ်းရည် Corporation Ross Atten နဲ့ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လွှာရေးလက်မှတ်ရေးထိုးပြီးနျူကလ িয়ার စွမ်းရည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ခဲ့တာဟာနျူကလ িয়ার စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအုတ်မြစ်စတင်ချနိုင်ခဲ့တာဖြစ်ကြောင်း 2023ခုနှစ်ဖေဖော်ဝါရီလမှာရန်ကုန်မြို့မှာနျူကလ িয়ার နည်းပညာသတင်းအချက်အလက်စင်တာကိုဖွင့်လှစ်နိုင်ခဲ့ကြောင်းဒါကြောင့်နျူကလ িয়ার နယ်ပယ်မှာအတွေ့အကြုံကြွယ်ဝပြီးထိတ်တန့်ဖြစ်တဲ့ရုရှားနိုင်ငံနျူကလ িয়ার စက်ရုံနဲ့နည်းပညာအပေါ်မီဒီယာမျိုးစုံနဲ့ပြည်သူလူထုပုံမနာလေသဘောပေါက်စေဖို့ဆောင်ရွက်နိုင်ခဲ့ကြောင်းထည့်သွင်းပြောကြားပါရစေ။အဲ့လိုပဲတစ်ဆက်ထဲမှာပဲအမျိုးသားအဆင့်နျူကလ িয়ার အခြေခံအဆောက်အအုံနယ်ပယ်တွေမှာရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ သိပ္ပံနဲ့နေပညာဝင်ကြီးဌာနတို့အကြားပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းလမ်းညွှန်ချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြောင်း Russian Federation နိုင်ငံ Ross Attan နဲ့သိပ္ပံနဲ့နေပညာဝင်ကြီးဌာနတို့ပူးပေါင်းပြီးသိပ္ပံပွဲတော်2023နဲ့သိပ္ပံပွဲတော်2024တို့ကိုနျူကလ িয়ার နေပညာသတင်းအချက်အလက်စင်တာနဲ့ရန်ကုန်နေပညာတက္ကသိုလ် YTU တို့မှကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာចောင်းသားတွေကိုညကလေးရနေပညာဆိုင်ရာအသိပညာနဲ့ဗဟုသုတများစွာရရှိစေခဲ့ကြောင်း Ross Attan ကချင်းမြင့်တဲ့ပညာသင်စုအစီအစဉ်နဲ့ Small Modular Reactor SMR အတွက်လုပ်ငန်းလိုအပ်ချက်တွေအပါအဝင်ညကလေးရစွန့်ရင်နဲ့ညကလေးရနေပညာအတွက်လိုအပ်တဲ့လူဆွမ်းအရင်းအမြစ်စဉ်စားမပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိုပိုးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၎င်းကပြောပါတယ်မြန်မာနိုင်ငံတော်အနေနဲ့ညကလေးရစွန့်ရင်အစီအစဉ်အောက်ထည့်ဖော်ဆောင်ရမှာ လုပ်ငန်းမှတ်တိုင်သုံးခုလုပ်ငန်းအဆင့်သုံးခုရုံးနဲ့အပြည့်ပြည့်ဆိုင်ရာနှုမြွန်စွမ်းရည်အေဂျင်စီရဲ့လမ်းညွှန်ချက်တွေနဲ့အညီ Ross Atom ရဲ့ timeline အတိုင်းဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံအနေနဲ့1958ခုနှစ်မှာအပြည့်ပြည့်ဆိုင်ရာနှုမြွန်စွမ်းရည်အေဂျင်စီ IAEA ရဲ့ဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ခြင်းကအစပြီးအပြည့်ပြည့်ဆိုင်ရာနှုမြွန်စွမ်းရည်အေဂျင်စီရဲ့ဤပညာပိုးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေမှာပါဝင်ခဲ့ကြောင်းပြည်ပဆိုင်ရာနှုတ်မြွန်စွမ်းရည်အေဂျင်စီအနေနဲ့လုပ်ငန်းရမုံငွေပံ့ပိုးပေးတာစက်ပြေစီကရိယာတွေထောက်ပံ့ပေးတာ အခြေခံအစာအိုးတွေမြင့်တင်ပေးတာတွေအပြင်လူဆောင်အရင်အမြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နေပညာပိုးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေမှာပါဝင်စေတာနေပညာဆိုင်ရာသင်တန်းတွေပေးတာနေပညာပိုးပေါင်းဆောင်ရွက်ရေးစီမံကိန်းတွေဆောင်ရွက်စေတာတွေကိုပိုးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၎င်းကပြောပါတယ်။ဒါ့အပြင်2024ခုနှစ်အတွင်းအပြည်ပြည်ဆိုင်ရာအမှုမြွှန်းဆွေးရေးအေဂျင်စီကကြီးမှုကျင်းပတဲ့နျူကလ িয়ার ဥပဒေဆိုင်ရာအလုံယုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုပြင်ဆင် ရေးဆွဲအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိကြောင်း2025ခုနှစ်အတွင်း Ross Upton နည်းပညာအကယ်ဒမီနဲ့အပြည်ပြည်ဆိုင်ရာနုမြူဆွမ်းရည်အေဂျင်စီတို့ကြီးမှုကျင်းပတဲ့နိုင်ငံသားကျွမ်းကျင်သူတွေအတွက်အမျိုးသားအဆင့်နျူကလ িয়ার အစီအစဉ်များအကောင့်ထည့်ဖို့မှုမှာပါဝင်တဲ့အငယ်စားနျူကလ িয়ার လျှင်စစ်ထားပြီးစက်ရုံများနေရာချထားခြင်းဆိုင်ရာဒေတာရင်းအချင်းချင်းပိုးပေါင်းဆောင်ရွက်ရေးတင်နန်းကိုမြန်မာနိုင်ငံအပါအဝင်နိုင်ငံ၁၈နိုင်ငံကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတယ်။ မြန်မာနိုင်ငံအနေနဲ့အာရင်အေးရဲ့အဖွဲ့ဝင်နိုင်ငံအဖြစ်နျူကလ িয়ার နယ်ပယ်တွေမြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေးနှစ်ပေါင်းများစွာကလေးကစူးစမ်းခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်တုံ့နှင်းနေခဲ့ကြောင်း2022ခုနှစ်ကစပြီးရုရှားနိုင်ငံနဲ့ပူးပေါင်းကအရင်အဟုန်နဲ့တိုးမြင့်ဆောင်ရွက်နိုင်မှုစူးစမ်းခဲ့မှုရုရှားနိုင်ငံရဲ့အဖက်ဖက်ကအပြည့်ဆောင်ရွက်ပေးမှုတွေကြောင့်တိုးတက်မှုတွေတည်သာစွာရရှိခဲ့ပြီးဖြစ်ကြောင်း၎င်းကဆိုပါတယ်နျူကလ িয়ার စွမ်းအင်ဟာကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ green energy တစ်ခုလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းအင်ကနေတည်ငြိမ်သောလျှက်စစ်တားကိုထုတ်ယူပြီးနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားဖို့ရည်ရွယ်ထားကြောင်းမြန်မာနိုင်ငံအနေနဲ့လျှက်စစ်စွမ်းအားလိုအပ်ချက်မြန်မာလျက်ရှိပြီးအသေးစားစမှုလုပ်ငန်းတွေနဲ့ကျေးလက်နေပြည်သူတွေအတွက်လျှက်စစ်တားဖြည့်တင်းပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဒါပြင်နျူကလ িয়ার နည်းပညာနဲ့ကျန်းမာရေးကဏ္ဍစိုက်ပျိုးရေးကဏ္ဍနဲ့စမှုကဏ္ဍတွေမှာပုံမှန်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လူဆွမ်းအရင်အမြင့်တွေစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုရှားနိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေနဲ့မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာကျွမ်းလာတွေလက်မှတ်ရေးထိုးပြီးစီမံလုံဆောင်လေးရရှိကြောင်း၎င်းကပြောပါရယ်အလားတူမြန်မာနိုင်ငံမှာကနအုပ်ချိန်လန်အဖြစ်အငယ်စားနျူကလ িয়ার လျှက်စစ်ဓာပေးစက်ရုံတည်ဆောက်နိုင်ရေးအတွက် Ross Adam နဲ့နီကန်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီးလိုအပ်တဲ့အခြေခံအဆောက်အဦတွေနဲ့ တခြားသောကဏ္ဍပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရင် Russia Federation နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြောင်းမြန်မာနိုင်ငံမှာအငေစားလျှက်စစ်ဒါပေးစက်ရုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အဦလူဆန်းအရင်းအမြစ်တွေနဲ့တခြားလိုအပ်တဲ့လုပ်ငန်းတွေကို Russia Federation နိုင်ငံနဲ့ Ross Atanu ကတက်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်ကူညီပေးဖို့အပြည်ပြည်ဆိုင်ရာအမှုမြွန်ဆွမ်းရည်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဆွမ်းရည်အကောင့်ထဲပေါ်ဆောင်ရမှာ လူဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ကူညီပေးဖို့လည်းအလေးနက်ထားမြစ်တာရက်ခန့်ကြောင်း၎င်းကပြောပါရယ်။ဒါ့အပြင်မြန်မာနိုင်ငံအနေနဲ့အခုအပြည်ပြည်ဆိုင်ရာ foreign ကမ္ဘာအနုမြူသတင်းပတ်ကိုတက်ရောက်လာတဲ့နိုင်ငံတွေနဲ့လည်းနျူကလ িয়ার နည်းပညာကဏ္ဍနဲ့ပတ်သက်တဲ့တင်းလျော်ရာစက်တာတွေမှာပူးပေါင်းဆောင်ရွက်လိုကြောင်းမြန်မာနိုင်ငံနဲ့မိဖက်ဆက်ဆံမှုတွေပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်နိုင်ဖို့ဖိတ်ခေါ်လိုကြောင်းနဲ့အနုမြူစွမ်းပကားနဲ့ကမ္ဘာပြည်သူတွေငြိမ်းချမ်းသာရဖွံ့ဖြိုးပြီးအကျိုးပြုပါစေလို့စွမ်မွန်ကောင်းတောင်းကြောင်း၎င်းကပြောပါရယ်။